ဇာယထဘိခဝေမာပမာတတ္ထမာပစ္ဆာဝိပတိတာရိနောဟူဝထာအယံဝောအမကံအနုတာတနီဇာယထဘိခဝေမာပမာတတ္ထမာပစ္ဆာဝိပတိတာရိနောဟူဝထာအယံဝောအမကံအနုတာတနီဘိကဝေယဟန်ရှင်လူ သူတော်စင်ယောဂီအပေါင်းတို့ဇာယထဝိပဒနာရှိပွားကြကုန်လောမဟာပမာတ္ထမေတ္တယောပောသမနေလိုက်ကြပါကုန်လင့် မာပစ္ဆာဝိပတိတာရိနောအဟုဝဋ္ဌနောင်ကြမှာနှလုံးမသားမရာမဖြစ်ကြကုန်လင်နောင်ဒရမနေကြကုန်လင်အယံဝောအမကံအနုတာတနီဒါဟာတင်းတို့အတွက်ငါဖရာရဲ့အဆုံးအမတော်ဖြစ်ပြီလေဒါဟာတတိပေတိုက်တွန်းတာပဲတဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးက45ဝအတွင်းမှာအခုလိုတတိပေစကားအကျဉ်းပေါင်းများစွာမင်ကြတော်မူခဲ့ဘူးပါတဲ့ဘယ်လိုတတိပေတလဲလို့ဆိုတော့ဇာယထဘိခဝေဝိပဒနာရှုကြဇာယထဘိခဝေ ဝိပဿနာရှုကြလို့မာပမာတ္ထမေတ္တယောပေါ်စားပြီးမနေလိုက်ကြပါနဲ့တဲ့အဲ့ဒါလိုဝိပဿနာမရှုဘဲနေလို့ရှိရင်ဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်မလဲလို့ဆိုတော့မရှုဘဲနေလို့ရှိရင်နောင်တစ်ချိန်မှာနောင်တရရဖြစ်လာနိုင်တယ်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကမာပစ္စာဝိပတိတာရိနောအဟုထာလို့မိန့်တော်မူတာပါအတိဘေကတော့နောင်ကြမှာနောင်တရမနေကြနဲ့လို့ဆိုလိုရင်းပါပဲဟုတ်ပြီဝိပဿနာရှုရမယ်လို့ဆိုတော့ဘယ်ပေါ်မှာရှုရပါလဲ ဝိပဿနာရှုရမယ်လို့ဆိုတော့ဘယ်ပုံမှာရှုရမလဲခန္ဓာပုံမှာရှုရပါမယ်ခန္ဓာပုံမှာရှုရပါမယ်ဘာနဲ့ရှုရမလဲဆိုရင်ဉာဏ်နဲ့ရှုရမှာပေါ့ခန္ဓာက၅ပါးပဲယူပက်ခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ခန္ဓာက၅ပါးအဲ့ဒီခန္ဓာ၅ပါးတဲ့ကကြက်ရတပါးပါးကိုရွေးပြီးတော့ရှုရမှာကြက်ရကိုကြိုက်နဲ့လိုက်တဲ့တပါးပါးကိုရွေးပြီးတော့ရှုရမှာအကုန်လုံး၅ပါးလုံးပြုံးရှုရမှာမဟုတ်ပါဘူးဘာနဲ့ရှုရမလဲဉာဏ်နဲ့ရှုရမှာ ုတ်တယ်အဲ့ဒီရှုတဲ့ဉာဏ်တွေက၅ပါးရှိတယ်ဘယ်သူတွေများလဲဆိုရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့၅ပါးဒီ၅ပါးဟာမဲ့ကင်၅ပါးပေါ့ရှုဉာဏ်တရားပဲလောကီမဲ့ကင်၅ပါးအဲ့ဒီ၅ပါးနဲ့ရှုရမှာဘယ်ပေါ်တော့ခန္ဓာပေါ်မှာခန္ဓာ၅ပါးကအရှုခံခုနကတုန်းကပြောတဲ့ဉာဏ်၅ပါးကရှုဉာဏ်ခန္ဓာ၅ပါးကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ဒီလိုဖြစ်တယ် ခန္ဓာ၅ပါးကိုသစ္စာဖွဲ့ရင်ဒုက္ခသစ္စာညာ၅ပါးကမေခသစ္စာခန္ဓာ၅ပါးကဒုက္ခသစ္စာ ရှုညာများကမေခသစ္စာအဲ့ဒီခန္ဓာ၅ပါးဆိုတာအလိုလိုပေါ်လာတာမဟုတ်ဘူးအကြောင်းတရားတွေကပြုပြင်လို့ပေါ်ပေါက်လာကြရတာခန္ဓာ၅ပါးရှိတဲ့အ ਨੇ ပထမဆုံးဖြစ်တဲ့ယူပက်ခန္ဓာပေါ်ပေါက်လာတာဟာကံစိတ်ဥဒ္ဒုအာဟာရဆိုတဲ့အကြောင်းတရား၄ရပ်ကပြုပြင်လို့ပေါ်ပေါက်လာရတာ။ ကြံတဲ့ဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့နံခန္ဓာ၄ပါးကြာတော့အာယုံနဲ့ဒွါရကပြုပြင်လို့ပေါ်ပေါက်ပြီးတော့လာကြရတာပြီးတော့ခန္ဓာ၅ပါးလုံးဟာသူများက ပြုပြင်လို့ကိုယ်ကဖြစ်လာရတာဆိုတော့အပြုအပြင်ခံရတဲ့တရားတွေခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့တရားတွေဒါကိုစာလို့ပြောတော့သင်္ခါရတရားသင်္ခါရဆိုတာအပြုအပြင်ခံရတဲ့တရားလို့ဒီလိုအဓိပ္ပာယ်ရပါတယ်အခုခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့ဘက်က ြုပြင်တတ်တဲ့အကြောင်းတရားတွေရှိတယ်အဲ့ဒီအကြောင်းတရားတွေကပြုပြင်လိုက်လို့ပေါ်ပေါက်ပြီးတော့လာကြရတာဆိုတော့ခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့တရားဒါကိုသာလို့ပြောတော့သင်္ခါရတရားသင်္ခါရတရားသင်္ခါရဆိုတာတခါတလေကျတော့ပြုပြင်တတ်တဲ့နေရာမှာသုံးတာအခုဒီနေရာမှာကျတော့အပြုအပြင်ခံရတဲ့နေရာမှာသုံးတယ်အပြုအပြင်ခံရတဲ့တရားတွေကိုသင်္ခါရတရား ီမှာဆိုရင်ခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့တရားတွေပေါ့ကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးရယ်အာယုံရယ်ဓာရရယ်ဆိုတဲ့အကြောင်းတရားတွေရယ်အဲ့ဒီအကြောင်းတရားတွေကပြုပြင်လိုက်လို့ပေါ်ပေါက်ပြီးတော့လာကြရတဲ့တရားတွေဆိုတော့သူများပြုပြင်လို့ပေါ်ပေါက်လာရတဲ့တရားတွေဒါကြောင့်သင်္ခါရတရားတွေလို့ခေါ်ပါတယ်အဲ့ဒီသင်္ခါရတရားတွေဟာမမြဲကြပါဘူးအဲ့ဒီသင်္ခါရတရားခန္ဓာ၅ပါးအကုန်လုံးမမြဲကြပါဘူးအဲ့ဒါကိုမြတ်စွာဘုရားကအပိသင်္ခါရအနိစ္စာလို့ဟောတော်မူပါတယ် တပ်ပြီးသင်္ခါရသင်္ခါရတရားတွေအကုန်လုံးအနိစ္စမမြဲကြဘူးသင်္ခါရတရားတွေအကုန်လုံးဆိုတော့ခန္ဓာ၅ပါးအကုန်လုံးမမြဲကြဘူးလို့ဘုရားကိုယ်တော်မြတ်ကြီးပြောတယ်သင်္ခါရတရားတွေအကုန်လုံးမမြဲကြဘူးလို့ဆိုပါတယ်ဒီတော့ဒီတပ်ပြီးသင်္ခါရအနိစ္စဆိုတဲ့စာပိုက်ကဘာပြတယ်လဲဆိုရင်အရှုခံတရားတွေကိုဖော်ပြတာတပ်ပြီးသင်္ခါရသင်္ခါရတရားတွေအကုန်လုံးဘုရားခန္ဓာ၅ပါးအကုန်လုံးအနိစ္စမမြဲကြဘူး ဒီစကားရက်တွေကဘာကိုပြောတယ်လဲဆိုရင်အရှုခံတရားတွေကိုပြောတာအရှုခံတရားတွေဖော်ပြတာအရှုခံရမယ့်ဘက်ကတရားတွေဟာခန္ဓာ၅ပါးလို့ပြောတာအဲ့ဒီအရှုခံတရားတွေဟာမမြဲကြပါဘူးတဲ့ဒါပြောနေပြီသဗ္ဗေသင်္ခါရာအနိစ္စာတိယတာပညာယပတ္တိအဲ့ဒီမမြဲတဲ့သင်္ခါရာသဘောတရားတွေကိုပညာဉာဏ်ဖြင့်ရှု၏ဒီယတာပညာယပတ္တိဆိုတာကရှုဉာဏ်တရားတွေကိုဖော်ပြတာပညာယဉာဏ်ပညာဖြင့် ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိရှုဤဤဤဆိုတာရှုဉာဏ်တရားတွေကိုပြောတာအဲ့ဒီမှာကိုပဲအရှုခံတရားနဲ့ရှုဉာဏ်များပထမစာဘက်ကအရှုခံတရားတွေကိုပြောတယ်ဒုတိယစာဘက်ကရှုဉာဏ်တရားများကိုပြောတာယတပညာယပတ္တိပညာဉာဏ်ဖြင့်စိုက်ပြီးတော့ကြည့်ပေးပါတဲ့ဉာဏ်ပညာဖြင့်အရှုခံတရားတွေပေါ်မှာစိုက်ကြည့်ပေးပါတဲ့အဲ့ဒါလိုကြည့်လိုက်တဲ့အခါမှာယတအကျဉ်းအခါ၌ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိဖြစ်ပျက်တွေကိုတွေ့၏ ကိုယ်အရှုခံတရားခန္ဓာ၅ပါးအဲ့ဒီထဲကရှက်ရတဲ့ဘာဘာကိုရွေးရွေးပြီးတော့ဉာဏ်ပညာနဲ့ကြည့်လိုက်တဲ့အခါအဖြစ်ပျက်ကလေးတွေတွေ့လာပါလိမ့်မယ်ဒါပြောတာပတ္တိအဖြစ်ပျက်ကလေးတွေကိုတွေ့ဤသမာဓိထူထောင်ပြီးတော့ခန္ဓာပေါ်မှာပညာနဲ့သာတိုက်ကြည့်နေသမ်းပါဖြစ်ပျက်ကလေးတွေကိုတွေ့လာမှာပဲတိုက်ကြည့်တာကြည့်နေသမ်းပါအရှုခံတရားတွေပေါ်မှာရှုဉာဏ်ကလေးများနဲ့တိုက်ပြီးတော့ဒါကြည့်နေဖြစ်ပျက်ကလေးတွေတွေ့လာမယ်ခန္ဓာကိုယ်ကြီးကမြဲမှာမမြဲသေးအဲ့ဒါကိုတိုက်ပြီးတော့ကြည့်တော့မမြဲတာကိုတွေ့လာရမှာပေါ့ ညာနဲ့သာတိုက်ကြည့်နေသမှာမမြဲတာတွေ့လာရမှာပဲအဲ့ဒီမမြဲတဲ့ခန္ဓာကိုယ်ဖောက်ပြန်တဲ့ခန္ဓာကိုယ်ကြီးလို့ဆိုတော့ဖောက်ပြန်တာဟာဘယ်လိုလဲမမြဲတဲ့သဘောတရားကလေးတွေတွေ့လာမယ်ဖောက်ပြန်တဲ့သဘောတရားကလေးတွေတွေ့လာမယ်ဆိုတာဘယ်လိုဟာလဲတိုက်တာကြည့်နေသမှာကိုနာကရာဒီနာကနာကိုနာကကျင်ဒီနာကကြိုက်ကိုနာကခဲဒီနာကညောင်းအဲ့ဒါလိုအစရှိတဲ့ပြန်ဖောက်ပြန်မှုကလေးတွေပြလာပါအဲ့ဒီပြလာတာကိုတွေ့လာရမှာ ที่กัมพูชาช่วยลายมาเวคณะยี่กับจิตวิริยะลามาเวถ้าลามาเวช่วยเหลือขจารคณะงาบาจีลงบอกกูเบี้ยวบิชัวมาหมกุงาบาลงบอกเบี้ยวบิชัวมาหมกุตะคุกุยวิชัวมาคุณเนี่ยใจเด็กคณะยวิชัวมาช่วงเนี่ยไล่เด็ดดูกับยกยุบไปคณะกูยวิชัววันนั้นเนี่ยไล่เด็ดดูกับวันนั้นคณะชูเป็นยาใจเด็ดดูกับเป็นยาคณะชูเป็นขาเรคณะใจเด็ดดูกับเป็นขาเรคณะชูสิใจเด็ดดูกับวันนั้นคณะชูเอ็ดรู้ตะคุกุบอกมาวิชัวมาชูคำเบิกอัตบ้า ခန္ဓာ၅ပါးတည်းကကြက်ရတပါးပါရှုဉဏ်ဘက်ကတော့၅ပါး၅ပါးအမြဲနေမယ်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိအဲ့ဒါလိုရှုတဲ့အခါမှာခန္ဓာကပြတာကိုမြင်လာရပါလိမ့်မယ်ဘယ်နည်းနဲ့မှသူမြင်လာမှာပါပဲရုပ်ရှုတဲ့သူကရုပ်ရဲ့ပေါက်ပြံမှုကိုမြင်လာလိမ့်မယ်ရုပ်တရားတွေကမမြဲပဲတစ်ခွဲ့ခွဲ့တတဲတဲ့အစ်စ်အဟောင်းပြောင်းပြဲပေါက်ပြံနေတာတွေကိုတွေ့လာပါမယ်ဒီတော့ရုပ်ရှုတဲ့သူကရုပ်ကိုမမြင်တော့ဘူးပြောင်းပြဲပေါက်ပြံတာတွေကိုမြင်လာရပါမယ် ရုပ်ကိုတွေ့နေုံနဲ့တော့ပြင်ရှုရမရောက်သေးပါဘူးရုပ်ကိုမတွေ့ပဲရုပ်ရဲ့ပြောင်းလဲဖောက်ပြန်တာတွေကိုတွေ့လာရမယ်ဒီအသိရောက်မှအမှန်ပါအပြောင်းအလဲဖြစ်လာတာတွေကိုမြင်လာတဲ့အသိရောက်မှခန္ဓာကိုကပြတယ်လို့ဆိုတိုင်းပါတယ်ရိုးရိုးခန္ဓာကြီးကိုမြင်နေုံနဲ့တော့ပြင်ဝိပဿနာမဟုတ်သေးပါဘူးဒါကြောင့်ခန္ဓာငါးပါးနဲ့ရုပ်ယူတဲ့သူကရုပ်ကိုတွေ့နေုံနဲ့မလုံလောက်သေးဘူးရုပ်ရဲ့အဖြစ်အပျက်အပြောင်းအလဲဖောက်ပြန်နေတာတွေကိုမြင်လာတဲ့အသိရောက်မှဒါခန္ဓာကပြတာကိုမြင်တယ်လို့ဆိုနိုင်ပါတယ် အလားတူပဲဝေဒနာရှိတဲ့သူကလည်းဒီအတိုင်းပဲဝေဒနာတွေကိုခန္ဓာထဲမှာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဒီဝေဒနာတွေ့နေုံနဲ့တော့ဖြစ်မပြီးသေးပါဘူးဒါကတော့ဖြစ်တွေ့နေတာပေါ့ညောင်နေညာတယ်ကြိုက်တယ်ခဲတယ်အောင်းနေအင်းတယ်ဆိုတဲ့မသက်တာတဲ့ဒုက္ခဝေဒနာသို့မဟုတ်မညောင်မကြိုက်မခဲဘူးဆိုတဲ့ဒုက္ခဝေဒနာဒါကမြင်လွယ်ပါတယ်ဒါအလေလာဥပေက္ခဝေဒနာသိနိုင်ပါတယ်အဲ့ဒီဝေဒနာကိုတွေ့နေုံနဲ့တော့ဖြစ်ဝိပဿနာမဟုတ်သေးပါဘူးဒီဒီခါကျစိုက်ကြည့်တော့ဒီဝေဒနာတွေဟာမတိမြဲပဲအစ်အောင်ပြောင်းလဲဖောက်ပြန်ပြီးတော့နေကြတာအဲ့ဒါတွေကိုတွေ့လာရပါလိမ့်မယ် ဒါကြောင့်မလို့ဝေဒနာရှိတဲ့သူကလည်းပဲဝေဒနာကိုမြင်နေုံနဲ့မပြီးသေးဘူးမလုံလောက်သေးဘူးဝေဒနာရဲ့အဖြစ်အပျက်တွေအကြောင်းအတွေ့တွေကိုမြင်လာတဲ့အချိန်ရောက်မှဒါခန္ဓာကပြတာကိုမြင်တယ်လို့ဆိုနိုင်ပါတယ်ဒီကြမှာဝိပဿနာပါဝေဒနာကိုတွေ့နေုံနဲ့ဝိပဿနာမဟုတ်သေးပါဘူးဝေဒနာရဲ့အဖြစ်အပျက်အကြောင်းအတွေ့ကိုမြင်လာတဲ့အချိန်ရောက်မှဝိပဿနာဒါကြောင့်ရုပ်ရှိတဲ့သူကရုပ်ရဲ့အဖြစ်အပျက်အကြောင်းအတွေ့ကိုမြင်ပါလေဝေဒနာရှိတဲ့သူကဝေဒနာရဲ့အဖြစ်အပျက်အကြောင်းအတွေ့ကိုမြင်ပါလေ ရှင်းသွားမယ်နောက်တစ်ခုသင်ညက်ခန္ဓာကြိုက်ရင်လည်းသင်ညက်ခန္ဓာရှုနိုင်ပါတယ်ဒီသင်ညာရှုပြန်တော့လည်းသင်ညာတွေ့နေုံနဲ့မပြီးသေးဘူးသင်ညာရဲ့အဖြစ်အပျက်အပြောင်းအလဲကိုတွေ့လာမှာဒီကြမှာတာဝန်ကြီးတယ်နောက်တစ်ခုသင်္ခါရခန္ဓာရှုတဲ့သူကလည်းကြိုက်ရရှုသင်္ခါရသဘောတရားတွေတွေ့နေုံနဲ့ဝိပဿနာမဟုတ်သေးပါဘူးအဲ့ဒီကိုရှုတဲ့သင်္ခါရတရားတွေရဲ့မမြဲပဲအအောင်ပြောင်းလဲဖောက်ပြန်နေတာကိုမြင်လာတဲ့အချိန်ရောက်မှဝိပဿနာခေါ်ပါတယ်စိတ်ကြိုက်တဲ့သူကလည်းစိတ်ရှုပေါ့စိတ်ရှုတော့ဝိညာဉ်နဲ့ခန္ဓာခေါ်တာပေါ့အဲ့ဒီစိတ်ရှုတဲ့သူကလည်းပဲစိတ်ကိုတွေ့နေုံနဲ့တော့ဝိပဿနာမခေါ်ပါဘူးဥပမာ လောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်စိတ်တာစိတ်မစ္စရိယစိတ်ဒီသဘောကလေးတွေသိနေုံနဲ့တော့ပြင်ဝိပဿနာအဖြစ်မရောက်သေးပါဘူးစိတ်ကိုတွေ့နေုံနဲ့တော့ပြင်မပြီးသေးပါဘူးအဲ့ဒါတွေကရှုစရာကိုတွေ့နေုံပဲရှိပါသေးတယ်မလုံလောက်သေးပါဘူးဘယ်အဆင့်ရောက်မှာလဲစိတ်ရဲ့အဖြစ်အပျက်အပြောင်းအလဲထောက်ပြနေတာဒီကိုမြင်လာတဲ့အဆင့်ရောက်မှာဝိပဿနာဖြစ်ပါတယ်ခန္ဓာကပြတာကိုမြင်တယ်လို့ဆိုနိုင်ပါတယ် ဒါကိုပေါင်းပြောမယ်ဆိုရင်ခန္ဓာ၅ပါးကအရှုခံတရားအဲ့ဒီခန္ဓာ၅ပါးကြီးကိုတွေ့နေုံနဲ့မပြီးသေးဘူးခန္ဓာ၅ပါးရဲ့အဖြစ်အပြောင်းအလဲကိုတွေ့လာတဲ့အချိန်ရောက်မှဝိပဿနာခေါ်တာပါဒါကြောင့်အပြောင်းအလဲအဖောက်ပြန်ကလေးတွေကိုမြင်သိတဲ့အရှုရမှာအဲ့ဒါလို့အရှုခံတရားသင်္ခါရများကိုရှုညာများနဲ့ရှုတဲ့အခါမှာတခါတလေအရှုခံတရားတွေကမထင်ရှားဘူးဖြစ်နေပါလိမ့်မယ်အဲ့ဒါလို့အရှုခံတရားတွေကပြတာကိုတင်းတင်းကြပ်ကြပ်ညံတဲ့မတွေ့ဘူးဖြစ်နေလို့ရှိရင်ဘာလုပ်မလဲ မူလအိမ်တွေကိုပဲပြန်ကပ်ပြီးတော့အာနာပါနလုပ်နေပါတဲ့ဝင်လေသိထွက်လေသိခန္ဓာကြီးကတော့ပြတော့ပြနေတာပဲပြတယ်မဲ့လို့ထင်းထင်းရှားရှားညာနဲ့မတွေ့ဘူးဆိုလို့ရှိရဲ့သမာဓိပြန်ထူထောင်တဲ့အနေနဲ့မူလအိမ်တွေအဲဝင်လေဖြစ်အောင်စိတ်တဲ့ဝင်လေဖြစ်အောင်လုပ်တဲ့စိတ်ထွက်လေဖြစ်အောင်လုပ်တဲ့စိတ်ဒါကိုပဲပြန်ပြီးတော့ကြည့်အာနာပါနပြန်လုပ်နေဝင်လေသိထွက်လေသိမူလနေရာပဲပြန်ထိုင်အလုပ်တော့အဲ့ဒါလိုလုပ်လိုက်တဲ့အခါစိတ်ကလေးတွေညင်းပြီးသမာဓိတည်လာမှာပေါ့သမာဓိတည်လာလို့ရှိရင်ညံဝင်လာပြီဝင်လာရင်အဲ့ဒီညံနဲ့ညင်းပြီး မမြင်တဲ့အခါမမြင်တဲ့အခါမှာခန္ဓာကိုယ်ကဒီနေ့ရှားရှားပြတဲ့အခါပြလို့မမြင်တဲ့အခါမျိုးမှာအခုလိုအိမ်တယ်ပြန်ပြန်ကပ်ရပါပြပြီဆိုရင်တော့အဲ့ဒီပြတဲ့ဥစ္စာကိုဉာဏ်နဲ့ကြည်ယတအကျင့်အခါ၌ယတအကျင့်ခန္ဓာကိုယ်ကအနိစ္စပြတဲ့အခါ၌ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိမလွတ်အောင်ကြည့်ပေမိအောင်ဖန်ပေယူပေအဲ့ဒါလိုပညာနဲ့အကျင့်ဖန်များစွာကြည့်ကြရပါ အရှုခံတရားပေါ်မှာရှုညာများနဲ့အိမ်ဖန်များစွာကြည့်ရပါဘယ်လောက်ကြအောင်ကြည့်ရမလဲလို့ဆိုတော့အထနိဗ္ဗိန်တတိဒုက္ခေတဲ့ငင်းငွေလာသည့်တိုင်အောင်ကြည့်ပြရမယ်အထနိဗ္ဗိန်တတိဒုက္ခေသူ့အစဉ်ကလေးတိုင်ပြထားတာငင်းငွေလာသည့်တိုင်အောင်အိမ်ဖန်များစွာအရှုခံတရားတွေပေါ်မှာရှုညာများနဲ့ကြည့်ပြပါအထထို့သို့အိမ်ပံများစွာရှုသောအခါတွင်ဒုက္ခသင်္ခါရတရားမမြဲတဲ့ဒုက္ခသစ္စာတရားတွေအပေါ်၌နိဗ္ဗိန်တတိငြိငွေလာတော့ဤဖြစ်ပျက်တွေကိုရှုပါများပြီးတော့လာလို့ရှိရင်ငြိငွေလာပါမယ်တဲ့ ဒါဖြစ်စဉ်ကလေးကိုပြတာပဲစောစောပိုင်းမှာဖြစ်ပြညင်အောင်ယူရမယ်အလဲပိုင်းကျတော့ဖြစ်ပြပြီးမုံလိုက်ရမယ်မုံလာအောင်ယူရမယ်လို့အစဉ်ကလေးပြတာပဲတရားရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လာရမယ်အစဉ်ကလေးကိုဘုရားကိုယ်တော်မြတ်ကြီးကဟောမိန်တာပဲညင်ငွေလာတည်တိုင်းအောင်ယူပါညင်ငွေတယ်ဆိုတာစိတ်ပြတာမဟုတ်ပါဘူးတဲ့စိတ်ညစ်တာလည်းမဟုတ်ပါဘူးစိတ်ကကြီးကြီးလင်းလင်းပါပဲတဲ့ကိုတို့ကတော့နားမလဲခင်တို့ကဒီရုပ်ဒီနာတွေအပေါ်မှာတွေ့တာခဲ့တယ်ခင်မင်ခဲ့တယ်မင်မောခဲ့တယ် ်အခုတော့ဉာဏ်နဲ့ကြည့်လို့အဖြစ်အပျက်တွေကြည့်မြင်လာတဲ့အခါကျတော့တွေ့တာစရာမဟုတ်ပါပဲကလားခင်မင်းစရာမဟုတ်ပါပဲကလားမျက်နှာစရာမဟုတ်ပါပဲကလားလို့သိလာတာဖြစ်ပျက်တွေပဲလက်သတ်တော်တွေ့တာစရာမဟုတ်ပါပဲကလားအမှန်တိုင်းသိလာတော့ဖြစ်ပျက်တွေပဲရုပ်နာတွေကအဖြစ်အပျက်တွေပဲပြောင်းလဲနေတာပဲအဲ့ဒါလို့အမှန်တိုင်းသိလာလို့ညင်းငွေလာတာတွေ့တာစရာမဟုတ်ပါပဲကလားလို့သိလာတာဒါဟာဉာဏ်ကြီးကြီးလင်းလင်းနဲ့သိလာတာပါပဲအဲ့ဒါလို့ညင်းငွေလာတဲ့အချိန်ရောက်အောင်ပြုပါ ်ညီငွေလာလည်းပဲဆက်ရှုညီငွေလာလည်းဆက်ရှုပို့၍ကောင်းလာတဲ့အဆင်းမြင့်လာတဲ့အဲ့ဒါလိုနဲ့ဘဲတန်တန်လည်းဆက်ရှုဆက်ရှုဆက်ရှုရှုပါများလာတော့တဖြည်းဖြည်းညာအားကောင်းလာမယ်ညာတွေရင့်လာပါမယ်ဘဲတန်တန်နဲ့သာဆက်ရှုပါအဲ့ဒါလိုရှုလာတဲ့အခါမှာညာတွေရင့်တန်လာပါလိမ့်မယ်တဖြည်းဖြည်းမက်အစ်ရဖို့နီးကပ်လာပါလိမ့်မယ် ဒီလိုလုပ်နေတာဟာမဲ့အစ်စ်အမှန်ရဖို့အတွက်လမ်းမှန်ပဲဣဒမေဂောဝိတ္တိယာတဲ့ဣဒဣတော်ဤလမ်းတင်သည်ဝိတ္တိယာကိလေသာစင်ကြဲတဲ့နိဗ္ဗာန်ကိုရဖို့အကျိုးမှာမေဂောလမ်းဖြောင်းလမ်းမှန်ပေသည်ဒီလမ်းတင်ဟာမဲ့အစ်စ်ရဖို့အတွက်လမ်းမှန်ပါပဲတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့မေဂောလမ်းမှန်ပြီပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့မဲ့စ်ပေါ်လာနိုင်တယ်တဲ့လောကုတ္တရာမဲ့ပေါ်လာနိုင်တယ်လို့ပြောတာပေါ့စောစောတုန်းကဖြစ်ဖြစ်ပြင်းပြင်းဖြစ်ဖြစ်ပြီးမုံဆိုတော့ကလောကီမဲ့ အဲ့ဒီ login map ကိုအထက်ထပ်အမှန်အခုလို့ بوا နေတာဟာ method ပေါ်လာပို့ရမကောလမ်းပြောင်းလမ်းမှန်ပဲအဲ့ဒါလိုရင့်ကျက်လာမြင့်တက်လာလဲဆက်ရှုဆက်ရှု နောက်တော့တဖြည်းဖြည်းညာဟာကျင့်တန်ကျင့်တန်ပြီးတော့ method ဆိုတာဝင်လာပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ရောက်လာပါမယ်တဲ့ဒီမှာဒီနေရာမျိုးမာမိလိန်တာမင်းကြီးကမေးလို့အရှင်နာဂတိန်ကဖြေကြားထားတဲ့အခန်းကလေးတစ်ခုရှိပါတယ်မိလိန်တာမင်းကြီးကတရားအလုံးအထုတ်တဲ့ပုံကိုယ်ကြီးဘယ်လို map ဝင်လာတယ်လဲဗျာ ဘယ်လိုကူးပြောင်းသွားတာလဲဗျာဆိုတာနဲ့ပတ်သက်ပြီးတော့ယဟန္တာအရှင်မြတ်အရှင်နာဂတိမတိကဖြစ်ကြပါတယ်ဘယ်နဲ့ဖြစ်ကြတာလို့ဆိုတော့တတတံစိတ်တံအပရာပရံမနတိကရောတောဥပါဒံအတိတ်ကမိတ္တဝါအနုပါဒံအောက်ကမတိအပရာပရံတပြောင်းပြန်ပြန်ဝါအဖန်ပန်အထထမနတိကရောတောနှလုံးသွင်းသောယောတတထူယောဂီပုဂ္ဂိုလ်ဤတံစိတ်တံထူစိတ်ပြီးဝါထူစိတ်နဲ့ရှင်တဲ့ဉာဏ်ပညာပြီးဥပါဒံအတိတ်ကမိတ္တဝါအဖြစ်ကိုကြော်လွန်၍ အနုပါဒံအောက်ကမတိမဖြစ်မပြတ်တဲ့နေဘက်သို့တက်ဝင်သွားတော့ဤသောသောပိုင်းမှာယောဂီပုဂ္ဂိုလ်ဟာကိုရှုနေတဲ့အရှုခံတရားပေါ်မှာအဖြစ်အပျက်တွေမြင်နေတယ်အဖြစ်အပျက်တွေကိုကိုဉာဏ်နဲ့မြင်ပြီးတော့နေတယ်ဉာဏ်ကလောကီမကင်၅ပါးဒါနဲ့မြင်နေတယ်နောက်ဆက်ရှုပြန်တော့အဖြစ်အပျက်တွေမုံလာတယ်ဒါလည်း၅ပါးပဲဉာဏ်၅ပါးနဲ့မကင်၅ပါးနဲ့မြင်နေခြင်းပဲမုံနေခြင်းပဲဆက်ရှုဆက်ရှုဆက်ရှုရှုပါများလာတဲ့ခါကျတော့နောက်ဆုံးဥပါဒံအတိတ်ကမိတ်တွာဖြတ်ခနဲ့ အဖြစ်အပျက်တွေမြင်နေရကအဖြစ်အပျက်တွေကိုကြော်လွန်ပြီးတော့အနုပါဒံအောက်ကမတိမဖြစ်မပျက်တဲ့ဘက်ကိုတက်ဝင်လာတယ်မဖြစ်မပျက်တဲ့ဘက်ကိုညံကလှည့်သွားတယ်ဒီလိုအရှင်သာဂတိမတိမြတ်ကဖြေကြပါတယ်မဖြစ်မပျက်တဲ့ဘက်ကိုညံကတက်ဝင်သွားပါတယ်လှည့်သွားပါတယ်အသာတုန်းကတော့အဖြစ်အပျက်တွေဘက်ကိုညံကမြင်နေတာလှည့်နေတာဖြတ်ခနေညံကယဉ်လာတော့ဒီညံကမဖြစ်မပျက်တဲ့ဘက်ကိုလဲသွားတယ်ဒီတော့ ခန္ဓာကိုယ်ကြီးဘေးကနေကြည့်ရင်တော့ငုတ်တုတ်ကြီးထိုင်နေတာမြင်နေရတာပဲငုတ်တုတ်ကြီးရှိနေတယ်ခန္ဓာကြီးမှာရှိနေလို့ရှိရင်စက်ကမလားမိနစ်မလားတစ်လက်စားသူ့ဟာသူဖြစ်ပြနေမဲ့သူကလည်းဖြစ်ပြနေမှာပဲအဲ့ဒီဖြစ်ပြနေတာကိုစောစောပိုင်းတော့သူ့ညာအားရှိတယ်လို့ဘယ်လောက်ပဲမြင်ရတာဆိုတော့ဒီအဖြစ်ပြပြကိုညာနဲ့မြင်နေပါတယ်တဲ့မဲ့ကင်၅ပါးနဲ့မြင်နေပါတယ်အဲ့လိုမြင်နေရင်မြင်နေရင်ကနောက်ဆုံးဖြတ်နဲ့ဖြစ်ပြတွေအဖြစ်ပြတွေကိုမမြင်တော့ဘူးသူ့ကိုတွန်းခွာလိုက်တယ်လို့ဖြစ်ပြီးတော့ညံကမဖြစ်မပြတ်တာဘက်ကိုလဲနေတယ်မဖြစ်မပြတ်တာနဲ့တဲ့နေပါတယ်တဲ့ ဖြစ်တာတော့သူကသူဖြစ်ပြနေမှာပဲဒီကနေကြည့်ဟိုမှာငုတ်တုတ်ကြီးထိုင်နေတာခန္ဓာရှိတယ်ခန္ဓာကြီးတစ်ခုလုံးပျောက်သွားတာမဟုတ်ဘူးအဲ့ဒီခန္ဓာကြီးမှာရှိရင်သူကသူစက္ကမလာမင်းနေမလားတစ္ဆက်ဖြစ်ပြနေမှာပဲသို့တော့ညာကအဲ့ဒီဘက်ကိုမလှည့်ဘူးအဲ့ဒီဘက်ကိုအာယုံမပြုဘူးမဖြစ်မပြတ်တဲ့ဘက်ကိုလှည့်ပြီးတော့မဖြစ်မပြတ်တာဘက်ကိုအာယုံပြုနေတယ်တဲ့အဲ့ဒီမဖြစ်မပြတ်တာဆိုတာဘာလဲသိကြည့်တော့និရောဓသစ္စာသောသောတော့ငါဖြစ်ပြနေတာကဒုက္ခသစ္စာအခုမဖြစ်မပြတ်ပဲနေတဲ့သဘောကនិရောဓသစ္စာအဲ့ဒါဘက်ကိုညာကလှည့်နေတယ် ကြည့်တော့ညာဟာနိရောဓသစ္စာနဲ့တည့်နေတယ်လို့ပြောရပါတယ်နိရောဓသစ္စာကအဲသူကအဲအာယုအဲ့ဒီပဲတည့်ပြီးတော့နေတဲ့ညာကအာရမဏိကခေါ်တာပေါ့အဲအဖြစ်အပျက်တွေရှိပြီမယ်လို့အဖြစ်အပျက်တွေဒုက္ခသစ္စာတက်ကိုညာကမလှည့်ဘူးမပြတ်မပြတ်တဲ့နိရောဓသစ္စာတက်ကိုညာကလှည့်နေတယ်ဒီခါကျတော့ညာက၅ပါးတဲ့မကတော့ဘူး၈ပါးသမဝါဒသမကမ္မန္တသမအာဇီဝသီလမဲ့ကေသုံးပါးပါဝင်လာပြီးတော့၈ပါးအဲ့ဒီ၈ပါးနဲ့မဖြစ်မပျက်တာနဲ့တည်နေတယ် သောတော်တော်ငါ၅ပါးနဲ့ဖြစ်တာပြစ်တာနဲ့တည်တယ်။ဖြစ်တာပြစ်တာဖြစ်တဲ့ပြစ်တဲ့ဒုက္ခပြစ်တာနဲ့လောကီမကင်၅ပါးနဲ့တည်တယ်။အခုမဖြစ်မပြစ်တဲ့နိရောဓပြစ်တာနဲ့လောကုတ္တမကင်၈ပါးနဲ့တည်ပါတယ်။အဲ့ဒါလို့တည်သွားခြင်းတဲ့အရှင်နာဂတိမတိမြတ်ကဖြေကြပါတယ်။အဲ့ဒါလိုပထမဆုံးတစ်ချိန်မဖြစ်မဖြစ်တရားကိုမြင်လိုက်တာမဲ့ညာဖြစ်မြင်ခြင်းပဲမဲ့ညာပြီးလို့ရှိရင်ဖိုးညာဆိုပြီးတော့မဲ့ပြီးဖိုးဆက်လာပြီးတော့ပထမဆုံးတစ်ချိန်အဲ့ဒီမဲ့ဖိုးတို့ဖြင့်မဖြစ်မဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်တာဟာ သောတာပန်ဖြစ်သွားခြင်းပဲအယံဝုတ်တိမဟာရာဇာနိဗ္ဗာန်တည်းစီကရောတိကြီးနိဗ္ဗာန်ကိုမျက်ပေါက်ပြုတယ်ဆိုတာဒါပဲမင်းကြီးလို့ဒီလိုဖြည့်ရှင်းပြပါတယ်ဒီတော့ကိုယ့်အလုပ်ကိုလုံယုံပဲသူ့တဘာဝကရင်ကျဲရင်လာမှာကိုယ်တာဝန်ကအရှုခံတရားတစ်ခုခုပေါ်မှာကိုယ်ရှုညာများနဲ့ရှုနေယုံပဲရှုနေလို့ရှိရင်အဖြစ်အပျက်တွေမြင်လာမယ်ပထမပိုင်းအနေနဲ့ဒီလိုဆိုရင်ဝင်တာပါတော့လက်မောက်ခတ်တော့ ်ဖြစ်ပျက်တွေ့မြင်လာလမ်းမှာရောက်ပြီးလမ်းပေါ်ရောက်ပြီးမှန်ပြီးရှစ်ဆက်ကြိုးစားဖြစ်ပျက်တွေ့မြင်လဲဆက်ကြိုးစားကြိုးစားကြိုးစားပါများလာတော့အလဲပိုင်းအနေနဲ့ဖြစ်ပျက်တွေ့အပေါ်မှာမုံလာပါလိမ့်မယ်မုံလာလဲဆက်ရှုဆက်ရှုဆက်ရှုရှုရင်ရှုနေနောက်ဆုံးကြတော့ညာအကောင်းပြီးတော့ဖြစ်ပျက်ဆုံးသွားတာကိုမြင်ပါလိမ့်မယ်အဖြစ်အပျက်တွေကိုကြော်တွား၍ဥပါဒံအတိတ်ကမိတ်တွားအဖြစ်အပျက်တွေကိုကြော်တွား၍အနုပါဒံအောက်မတိမဖြစ်မပျက်တဲ့နေသေးသူတက်ဝင်သွားတော့ဤညာကအဖြစ်အပျက်တွေကိုတွန့်ပါပြီးတော့မဖြစ်မပျက်တဲ့ဘက်ကိုညာကလှည့်သွားတယ်ဒီလိုဆိုပါတယ်ဒါဟာနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းပဲမဖြစ်မပျက်တဲ့နိဗ္ဗာန်တတ်ကိုမဲ့ညာဖြင့်လောကုတ္တရာမဲ့ညာဖြင့်မျက်မှောက်ပြုခြင်းပဲလို့ဒီလိုဖြစ်ရှင်းပြပါတယ်ဒါလမ်းစဉ်ပဲဒီဒီစဉ်တိုင်းဖြစ်လာပါဒါကြောင့်ကိုယ်စီကိုယ်ကဒီစဉ်တိုင်းအောင်မြင်ကြဒီတိုင်းအောင်ကြိုးစားကြပါလို့တိုက်တွန်းပါတယ်